စင်အာနာရှင်မြက်ဖြတ်ဖို့အာနာရှင်မန္တမြတော်လံဖို့ဆိုပြီးကြေကျော်လာခဲ့တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့တဆင်၂၀ခုစစ်စင်ရရှင်းပြည်မြောက်ပိုင်းကိုတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာညနာမဟာမိတ်တပ်ဖွဲ့တွေနေမြေအများပြားတိမ်ပိုက်နိုင်ခဲ့ပေမဲ့တပ်ဖက်မှာလည်းပြည်သူတွေအိုးအိမ်ပြည့်စည်ဆုံးရှုံးမှုကလည်းအများဆုံးဖြစ်နေပါတယ် ။နောက်ဆုံးမှာတော့တယောက်ရဲ့ဂျာဝန်ဆစ်ဆက်ညနေပြီးမှုကြောင့်ဆရာနာရှင်အမြင့်မဖြတ်တေးခင်မှာပဲစိတ်ရဲရက်တန့်တွားခဲ့ရပြီးတော့ညနာမဟာမိတ်တွေတိမ့်ပိုက်နိုင်ခဲ့တဲ့နေမြေတွေကိုတယောက်စီပွားရေးလုပ်ငန်းရှင်တွေကလည်းလှုပ်ဝါကြည့်အောင်လာခဲ့ပါလေ။ဒါကြောင့်တဆင်တဆက်ခွန်ဆစ်စင်ရဲ့မှာမတန်ဆွမ်းပြည်သူတွေဘလို့အသက်ရှင်ရက်တည်ခဲ့လဲဆိုတာကိုဒီတစ်ပတ် podcast season မှာတိန်နီမျိုးနေမတန်ဆွမ်းသူနန်းဆန်းရဲ့အကြောင်းကိုလာဆက်ရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ။လုံချုံရဲ့ရဆောင်းပါအတွင်းကိုတော့နာမည်နဲ့အတန်ကို အစာထောအုံပြုထားပါတယ်။မူရင်းစာမကိုပြန်လဲဖတ်ရှုခြင်းနဲ့ဆိုရင်တော့ barmis.shenyu.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ကျွန်တော်တော့တင်ဆက်တူကျဆင်းပါတော့။ရှမ်းပြည်မြောက်ပိုင်းတိန်နီမြို့မှာနေထိုင်တဲ့အသက်30အရွယ်ရှိတဲ့မတန်ဆွမ်းအမျိုးသမီးတဦးနန်းဆမ်ဆိုတာရှိပါတယ်။ ်သူဟာမွေးရပါချေခွေချင်းယောဂကြောင့်လမ်းမလျှောက်နိုင်တော့ပါဘူး။ဘယ်ခြေထောက်ကသေးနေတာဖြစ်ပါလဲ။အရင်တုန်းကတော့တွာလာနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အများလူကအားပြော့လာတယ်လို့ဖြစ်ပြီး2018ခုနှစ်ကစပြီးတော့အယိုးထက်အကွဲက လမ်းမလျှောက်နိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့တာပါလေ။နမ်ဆဟာမွေးချင်းမောင်မလေးဦးရှိပြီးတော့အဲထဲမှာဒူမဟာအငယ်ဆုံးဖြစ်ပါတယ်။မိဘနှစ်ပါးကလည်းကွယ်လွန်သွားသလိုဒုတိယအကိုဖြစ်သူကလည်းဆုံးပွားသွားခဲ့ပါတယ်။ တို့ထဲမှာတတိယကိုဖြစ်သူကလည်းလေဖြတ်ယောဂါကြောင့်ဘာမှမလုပ်နိုင်ပဲခရင်ပေါ်မှာလဲလျောင်းနေပါတယ်။တို့တော့မှာအာကိုဆရာအကိုကြီးတူဦးတာရှိပါတယ်။ဒါမဲ့မတန်ဆွမ်းတဲ့နမ်ဆန်းဟာဆိုလို့ရှိရင်တို့မရတတိယအကိုလေဖြတ်နေသူကိုလည်းပြုစုစောင့်ရှောက်ပေးနေပါတယ်။ မွေးရပါရှေတော့ကတိတ်မကောင်းဘူးဘယ်ရှေကဒီတီးနေရလေအရင်တော့ကတော့သွာလာနိုင်တယ်ဒီနောက်ပိုင်းကျတော့အသက်လည်းကြီးလာတော့လူကအားပြော့သွားတာလားမသိပါဘူးဒီ2018လောက်တုန်းကထင်တယ်ဒီအယိုးထပ်အပ်ပြီးမှဒီလမ်းမချောင်းနိုင်တော့တာပေါ့နော်ဒီမှာတော့မာမတောင်းဟာဇေယောင်းတဲ့အလုံးနဲ့မေတ္တာစုစွမ်းရဲ့အတွက်ဖြည့်ရှင်နေကြတူတွေဖြစ်ပါတယ်အရင်ကတော့နမ်ဆန်းဟာလည်းကိုတိုင်ဇေတွာလာနိုင်အယောင်းဝင်ပြုတ်နိုင်တဲ့တူတူဖြစ်ပါတယ် ။ဘဝဘေးကံစိုးနေပေမဲ့လည်းဘဝကိုအရှုံးမပြေပြေကြိုးစားနေတဲ့နမ်စန်တိုမီတာစုဟာအေးချမ်းတည်ငြိမ်ပြီးဝမ်းရည်အတွက်ရုန်းကန်စားတတ်မယ်လို့ပဲမှတ်ယူထားခဲ့ပါတယ်။ဒါမဲ့လည်းမထင်မှတ်တဲ့အိမ်မက်စိုးကြီးကနမ်စန်တိုမီတာစုအပေါ်ရုတ်တရက်ကြားရောက်လာခဲ့ပါတယ်။ အဲ့ဒါတော့ရှမ်းပြည်မြောက်ပိုင်းတာမကမြန်မာတနိုင်ငံလုံးလောက်ခတ်သွားစေခဲ့တဲ့ညီနာမဟာမိတ်တုံးဖက်ဦးဆောင်နေတဲ့သစင်နဆက်ခွန်စစ်စင်ရေးပဲဖြစ်ပါတယ်။စစ်ရေးကျပြန့်လာပြီးတော့နမ်ဆန်ဒိုမီတာစုနေထိုင်တဲ့မြို့ပေါ်အထိလက်နက်ကြီးတွေလေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကကြားရောက်လာခဲ့တာကြောင့်စစ်ပေးရှောင်တွားခဲ့ကြပါတယ်။ မတန်စွမ်းတဲ့သူကကရင်ပေါ်လဲလျောင်းနေတဲ့သူကိုခေါ်ဆောင်ပြီးစစ်ပေးရှာမယ်ဆိုတဲ့ကိစ္စကမလွယ်လာတဲ့ကိစ္စရမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီမတို့စစ်ပေးရှောင်ဖို့အတွက်ကလည်းဒေတာအတွင်းမှာရှိနေတဲ့လူမှုကွန်ရီရဲ့အဖွဲ့ကိုပဲအားကိုးအားထားနေရတာဖြစ်ပါတယ်။အရင်တုန်းကတော့တစ်ခါမှစစ်မပြေခဲ့ရဘူးလေ။ဟိုးငငယ်တုန်းကတော့ခဏခဏမြို့အပြင်ပြီးရင်ဒီ UR တွေမှာဖြစ်တာတော့ဖြစ်တာပေါ့။ အဲ့ဒီခေတ်တုန်းကတော့မပြေးခဲ့ရဘူးအခုမှပြေးရတဲ့အဆင်ပေါ့နော်လမ်းမလျှောက်နိုင်တော့ဒီလူမှုကူညီအသင်းကိုလာခေါ်ခိုင်းရတာတမ်ဆန်တို့ဟာတိန်နီမြို့ကနေလာရှုံမြို့ကိုတကြင်စစ်ဆောင်ခဲ့ရပြီးလာရှုံမြို့မှာတိုက်ဝဲပြန်ဖြစ်ပွားခဲ့တာကြောင့်မန္တလေးမြို့ထိထပ်မံထပ်ပြေးတန်းဆောင်ခဲ့ရပါတယ်။ဒါမဲ့မန္တလေးမြို့မှာစစ်ပေးဆောင်လာတာကတလပိုင်းအကြောကြာမှာတော့အဆအဆအရာရာခက်ခဲလာတဲ့အတွက်ကြောင့်ရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့ကိုပြန်ခဲ့ပါလိမ့်တယ်။ အဲ့ဒီအချိန်ကစစ်ကောင်စီရဲ့လေကြောင်းရံကိုအပြေအဝမကကွဲနိုင်သေးပါဘူးတဖက်မှာစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်နမ်ဆန်တို့ဟာလည်းစိုးရိမ်စိတ်နဲ့ထပ်မံထွက်ပြေးသိမ်းရှောင်ခဲ့ပါတယ်အခုတကြိမ်မှာတော့တရုတ်မြန်မာနယ်စပ်ပန်ဆန်းမြို့ကိုထွက်ပြေးတန်းရှောင်ခဲ့ပါတယ်2024ဩဂတ်လထဲမှာတော့နမ်ဆန်းတို့ဟာနေရပြတဲ့တန်ဒီကိုပြန်လာနိုင်ခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီအချိန်ကလည်းစက်ကောင်စင်းတဲ့ကိုကန်တက်တို့ဟာတယောက်ရဲ့ကြားဝင်ဆစ်ဆက်ညင်နိုင်ပေမှုကြောင့်ရရဲ့အပြစ်ခတ်ရစရေးကိုကျင်းညာနိုင်တဲ့အချိန်လည်းဖြစ်ပါတယ်ကိုကန်တဖက်ကတင်နေမျိုးကိုအိတ်ချုံနိုင်ခဲ့ပေမဲ့လည်းစာဝတ်နေရဲ့အတွက်ကတော့ဒီမတို့မိသားစုဘွားဟာတုံညာကနေပြန်ဆက်ရတယ်လို့ခက်ခဲလွန်းတယ်လို့ညီထွားဆိုပါရယ်။မွေးရပါချေခွေချင်းလျောကကြောင့်လမ်းမလျှောက်နိုင်တော့တာနဲ့အဲ့ရပေါ်လဲနေတဲ့အကိုဖြစ်သူကိုပြုစုဆောင်ရှောက်ပေးနေရတာနဲ့လူကမယူးတယုံတမယ်ပဲလို့ဆိုပါရယ်။ အခုကတော့တိုက်ပွဲတွေကငြိမ်သက်သွားပေမဲ့လည်းအလောက်ကင်မရှိတဲ့နမ်ဆန်တို့ဟာအားကိုးရမယ့်ဝါဖြစ်နေပါတယ်။အလောက်ကင်မရှိတာကြောင့်စာဝတ်နေရေးကတော့သူငယ်ချင်းမိတ်ဆွေတွေရဲ့နည်းနည်းစီပေးလာတာတွေကိုပဲစားတောက်နေရတယ်လို့ဆိုပါတယ်။ ။တပ်ဖက်မှာလည်းတပ်ဖွဲ့ကြောင့်ဂုံစင်းနှောင်းတွေကတရှင်ထုံးမြတ်တန့်တွားခဲ့ပါတယ်။ပရာစီတမောတကကို3000ကျော်ထိမြင့်တက်တွားခဲ့တယ်လို့ဆိုပါတယ်။အခြေခံစတော့ကုံတွေကလည်းနှဆစီမြင့်တက်တွားခဲ့ပါတယ်။နိုင်ငံရေးပြည်ပခါကိုစူနေရင်နီလန်နဲ့အဖြေရှာမရတော့လက်နက်ကန်နီလန်နဲ့အဖြေရှာနေတာဟာနိုင်ငံရေးပြဿနာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ပွဲဆိုတာပြီးဆုံးသွားနေမရှိဆုံးရှုံးသွားတာဟာလူသားအရင်းအမြစ်နဲ့ဂေဟစနစ်ပဲဖြစ်ပါတယ်။နန်ဆန်တိုမီတာစုပွားဟာလည်းမျောလင့်ဆရာမရှိမျောလင့်တိုင်းလည်းမဖြစ်လာတော့ဘူး။ ်။ဒါကြောင့်ဘဒူနိုင်နိုင်မြန်မာနိုင်ငံချင်းအမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ကျွန်တော်တို့ဆက်